အချစ်များနဲ့အုတ်ခုဒါမှမဟုတ်နောက်ဆုံးချိန်အထိချစ်ရသူကို အမြဲကြည့်တင်မိတဲ့သူ့ရဲ့အုတ်ခုပြည်သင့်နိုင်ငံပါရီမြို့မှာဖယ်လာရှစ်ဆိုတဲ့တင်ကြိုင်းတစ်ခုရှိပါတယ်။ဒီတင်ကြိုင်းဟာအမှုပညာလက်ရာမြောက်ပြီးထူခြားတဲ့တင်ကြိုင်းကူတွေကြောင့်ကမ္ဘာပေါ်မှာအလှဆုံးတင်ကြိုင်းအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။နာမည်ကျော်ပကြီးဆရာတွေ၊စာရေးဆရာတွေနဲ့ဂီတပညာရှင်တွေအပါအဝင် အခြားထင်ရှားကြောကြားသူအများအပြားကိုဒီသင်္ချိုင်းမှာမြုံနှံထားပါတယ်။ဒီလိုထူးခြားတဲ့အုပ်ဂူတွေများစွာရှိတဲ့အထင်မှာသေခြင်းတရားကတော့မခွဲနိုင်တဲ့အချက်ဆက်လမ်းတစ်ခုလည်းရှိလို့နေပါတယ်။လူတယောက်ကွဲလွန်သွားရင်တော့မေတ္တာတရားကမပြတ်ပြေဘူးဆိုတာကိုသက်သေပြနေတဲ့အချက်ဆက်လမ်းတစ်ခုပေါ့။ဒီဇာလန်ရဲ့အပိုင်းရှင်တွေကတော့ပြင်သစ်ဂီတပညာရှင်နဲ့သရုပ်ဆောင်တအူးဖြစ်တဲ့ဖာနန်အာဗယ်လော်နဲ့သူ့ရဲ့ဇနီးတို့ပဲဖြစ်ပါတယ်။ အာဘယ်လောဟာသူ့ရဲ့ဇနီးကိုအလွန်ချစ်မြတ်နိုးသူတဦးဖြစ်ပါတယ်။သူ့ဇနီးအပေါ်မှာချားရှိတဲ့သူ့ရဲ့ချစ်ချင်းမြတ်တာဟာအာမန်ထက်ပိုပြီးတည်ဆုံပြီးတဲ့နောက်မှာတော့အမြင့်မြင့်ချင်းမိတဲ့အထည်ဆန္ဒရှိခဲ့တာပါ။ဒါကြောင့်သူဟာမကွယ်လွန်ခင်မှာပဲသူ့ရဲ့အုပ်ကူကိုထူးခြားတဲ့ဒီဇိုင်းနဲ့ပုံဖော်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီဒီဇိုင်းကတော့အာဘယ်လိုရဲ့ပုံစံမျိုးရုပ်ထုဟာငြိမ်းချမ်းစွာအလဲလျောင်းနေပါတယ်။သူ့လက်ထဲမှာတော့သူဇနီးရဲ့မျက်နှာကိုထွင်ထုထ ဲ့ရုပ်ထုငယ်လေးကိုကင်ထားပါတယ်။သူမျက်နာကတော့အခြားကိုမျက်စိမရောက်ပဲသူဇနီးမျက်နာကိုသာအစိုက်ကြည့်နေတဲ့ပုံစံမျိုးပါ။ဒါဟာသူတေဆုံသွားခဲ့ရင်တော့သူ့ရဲ့ဇနီးကိုအမြင်မြင်တွေ့နေရဖို့မခွဲခွာရဖို့ဆိုတဲ့ဆန္ဒကို ဖော်ပြနေတာပဲဖြစ်ပါတယ်။တကယ်တော့သူဟာနောက်ဆုံးချိန်အထိချစ်ရသူကိုမြေချင်းမိသူတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာ1942ခုနှစ်မှာကွယ်လွန်ခဲ့ပြီးသူ့ရဲ့ဇနီးတွေကတော့သူကွယ်လွန်ပြီးနှစ်30ကျော်အကြာ 1994ခုနှစ်မှာကွဲလွန်ခဲ့ပါတယ်။သူမကိုလည်းဒီတင်းချိုင်းကူမှာပဲအတူတူတင်းချိုခဲ့ပါတယ်။ဒါဟာသူတို့နှစ်ဦးရဲ့မခွဲနိုင်မခွာရဲ့အချစ်စစ်နဲ့တစ္ဆာရှိမှုကို ပြသခဲ့တာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကအမတန်မှကျေနွေးဖို့ကောင်းပါတယ်။အဘယ်လိုဟာအသက်ရှိစဉ်ကလေးကသူ့ရဲ့ဇနီးအပေါ်ထားရှိတဲ့မြစ်တာတရားဘလောက်ကြီးမားသလဲဆိုတာကိုသက်သေပြနေတယ်လို့ပါပဲ။ ဒါကြောင့်သူရဲ့တင်းကြိုင်းကူဟာအသေးချင်းတရားကတော့ခွင့်မထားနိုင်နဲ့အချင်းနဲ့သစ္စာရှိမှုရဲ့အထိမ့်မှတ်တစ်ခုအဖြစ်ကိုစားပြုပြီးယနေ့တိုင်းတည်ရှိနေဆဲဖြစ်ပါတယ်သူတို့ရဲ့အကူဟာအချစ်စစ်ဆိုတာဘလောက်အစွမ်းထက်တယ်လဲဆိုတာကိုကျမတို့ကိုသတိပေးနေတယ်လို့ပါပဲတကယ်တော့အချစ်ဆိုတာကိုချင်းစာတရားသစ္စာရှိမှုနဲ့စစ်မှန်တဲ့တန်ရုံးစင်တွေပေါ်မှာအခြေခံပြီးအချိန်နဲ့အမျှဒီအရာတွေကပုံမှန်ခိုင်မြဲလာတာပဲဖြစ်ပါတယ် အားလုံးလည်းဒီအကြောင်းအရာလေးကိုဘယ်လိုမြင်သလဲဆိုတာ comment မှာမျှဝေပေးခဲ့ပါအောင်နော်နောက်ထပ်လည်းစိတ်ဝင်စားစရာနဲ့ဘ ഹു တုတရမယ့်အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားအောင်ပါဖြစ်လို့နောက်ထပ်ဗီဒီယိုတွေကိုစောင့်ကြည့်ဖို့ပြောချင်ပါသေးတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်။